ုမူချောက်တာမို့လားတမတ်ပုတ်ရကိုမူချောက်တာကဲရေးလိုက်ပေါ့တမတ်ပုတ်အရာတည်ခြင်းမရှိခြင်းအဘာဝဘောဂုံကိုမူချတမတ်ပုတ်ရတည်ခြင်းမရှိခြင်းအဘာဝဘောဂုံကိုမူချတည်ခြင်းမရှိခြင်းအဘာဝဘောဂုံကိုမူချ သမဗုဒ္ဓသိခြင်းမရှိခြင်းအဘာဝဘောဂုံကိုမူချနာနိပါတောပုဗ္ဗပဒဘုဘိသမတ်တိညက်ကောက်ရင်အမြဲတမ်းသမဗုဒ္ဓကအဘာဝဘောဂုံကိုပဲကောက်ရမှာဟုတ်လားသိခြင်းမရှိခြင်းအဘာဝဘောဂုံကိုမူချထိုဤအညာဘုဒ္ဓဖြစ်သောထိုဤအညာဘုဒ္ဓဖြစ်သောနိဗ္ဗာန်ဟူသောအယက်နှင့်နိဗ္ဗာန်ဟူသောအယက်နှင့် နိဗ္ဗာန်ဟူသောအရနှင့်အော်ထိုဤအញ្ញဘုရားဖြစ်သော နိဗ္ဗာန်ဟူသောဘာနှင့်အရနှင့်တဲ့ဂုံကုနေသတ္တမံကိုဌာနုထိုဤအញ្ញဘုရားဖြစ်သောနိဗ္ဗာန်ဟူသောအရနှင့်အရမျက်နာနှင့်ပေါ့အရနှင့်ဂုံကုနေသတ္တမံကိုဌာနုအញ្ញဘုရားကအញ្ញဘုရားကတည်ခြင်းမရှိရာဖြစ်သော နိဗ္ဗာန်ဟူသောအရက်ကိုရ၏တဲ့တည်ရဲမရှိရာဖြစ်သောနိဗ္ဗာန်ဟူသောဘိုင်လုံးအရက်မျက်နာကိုရ၏အညာဘုရားကတည်ရဲမရှိရာဖြစ်သောနိဗ္ဗာန်ဟူသောဘာကိုရ၏အရက်ကိုရ၏တဲ့အခုအမတန်ကနောက်ကဓိတန်ရဲ့ဝိသေသနာပုံဟုတ်တယ်မလား ဘာလို့လဲအမတန်တည်ခြင်းမရှိရာဖြစ်သောသောထာသောသောဝိသေယူသောတို့ထာသောတို့အနတ်မြမပြန်ဆိုတဲ့ပုဂ္ဂိုလ်ဝိသေသနာပုတ်လို့မှတ်ရမှာမို့လားဝိသေသနာပုတ်တို့မှန်မြန်ရင်ဂုံကိုပဲပဓာနာကောက်တာအခုခွန်ကြီးတို့ကောက်ထားတာကဒီမှာအင်ညာဘုအရာကိုကောက်တဲ့ခါမှာဘုသူ့သွားကောက်ထားလေအိုးနောက်ကအယက်မျက်နှာကိုသွားပြီးတော့မလုပ်တာလေ နိဗ္ဗာန်ဟူသောအယျမျက်နာကိုကောက်ထားတယ်တဲ့ဝိသေသနာပုတ်မှန်ရင်ဘာကိုပဲကောက်မှာလဲဂုံကိုပဲကောက်ရမှာဂုံကိုပဲကောက်ရမှာဒါမလို့ဝိသေသနာပုတ်ကိုဝိသေသနာပုတ်ကိုညက်ကောက်ခိုင်းရင်ဂုံထိအယအောင်ဆက်ပြီးတော့ကောက်ရတယ်တဲ့ဟောအောက်ကမှာဆက်ပြီးရေးလိုက်ထို့သို့ပင်ညာညာတော်လीထို့သို့ပင်ညာညာတော်လी ထိုဘုမေယံရတော်လီဝိသေသနာပုဒ်တို့၏သဘောသည်ဂုံဂုတာပရဏာအဖြစ်ဟောတော်ကြောင်းဝိသေသနာပုဒ်တို့၏သဘောသည်ဂုံဂုတာပရဏာအဖြစ်ဟောမြဲဖြစ်တော်ကြောင်းဝိသေသနာပုဒ်တို့၏သဘောသည်ဂုံဂုတာဘိုင်လေပရဏာအဖြစ်ဟောမြဲဖြစ်တော်ကြောင်းအခုဒီအမတန်ဒီတမအမတန်ကဘာပုဒ်တော့ ဝိသေသနာဘုတ်ဒါမှရှိရနေထိုသို့ပင်ရာညာတော်လီရှိရနေပြီးတော့ပေါ်အောင်ထည့်လိုက်ပါအောင်ထိုသို့ပင်ရာညာတော်လီဤ၌အမတန်သည်ဝိသေသနာဘုတ်ဖြစ်၍ဆိုတာလေးထည့်လိုက်အောင်ဤ၌အမတန်သည်ဘာလို့ဝိသေသနာဘုတ်ဖြစ်၍ဤ၌အမတန်သည်ဝိသေသနာဘုတ်ဖြစ်၍ဝိသေသနာဘုတ်၏သဘောသည်ဂုံကိုယ်တာပရဏာအပြင်ဟောမြဲဖြစ်သောကြောင့်ဩ တေကျဲမရှိရာဤအဖြစ်ဟုသောဂုံကိုသာဗရဏာအဖြင့်ရာဤထိုသို့ပင်ရာညာတော်လီဤ၌အမတန်သည်ဝိသေသနာပုံဖြစ်၍ဝိသေသနာပုံတို့၏သဘောသည်ဂုံကိုသာဗရဏာအဖြင့်ဟောမြဲဖြစ်သောကြောင့်ပြီလားဂုံကိုသာလည်းဗရဏာအဖြင့်ဟောမြဲဖြစ်သောကြောင့်သိချင်း မရှိရာဤအဖြစ်ဟုသောဂုံကိုသာတည်ခြင်းမရှိရာဤအဖြစ်ဟုသောဂုံဒီသာဂုံကိုသာဗရဏအဖြစ်ရာဤတည်ခြင်းမရှိရာဤအဖြစ်ဟုသောမိုက်လုံးဂုံတည်ခြင်းမရှိရာဤအဖြစ်ဟုသောဂုံဆိုတာတည်ခြင်းမိုက်လုံးတရားမရှိခြင်းဂုံကိုယူရမယ်လို့ဆိုလိုတာ တည်ခြင်းမရှိရာဤအဖြစ်ဟူသောဂုံဒါကိုချုံးပြောရင်ဘာကုံတည်ခြင်းတရားမရှိခြင်းဂုံနဲ့နိဗ္ဗာန်ဆိုတာတည်ခြင်းမရှိခြင်းဆိုတဲ့ဂုံရှိတယ်တဲ့ဂုံကိုအဓိကကောက်ရမှာဒါမလို့ဒုသုပိယညာတော်လီဤ၌အမတန်သည်ဝိသေသနာပုံဖြစ်၍ဝိသေသနာပုံတို့သောဘသည်ဂုံကိုသာပရဏာအခြင်းဟောမြတ်ဖြစ်သောကြောင့်တည်ခြင်းမရှိရာဤအဖြစ်ဟူသောဂုံ သို့မဟုတ်တည်ခြင်းမရှိခြင်းကိုဘုရားပရဏာအဖြစ်ရဤတဲ့အေးဒါကတတိပြုရမှာညံ့ောက်တဲ့အခါမှာဝိသေသနာကိုမိမိညံ့ောက်တဲ့ပုဂ္ဂိုလ်ကဝိသေသနာပုတ်ဖြစ်ရဲ့အဲ့တော့ဂုံတိအရာအောင်ဘာလို့ ਆ လဲကောက်ရမယ်ဆိုတာကိုမမေ့နဲ့အဲ့တော့ကိုကြီးတို့ကနောက်ကဝိသေသနာ ဖြစ်တော့ဂုံတိဆက်မကောက်ရင်အဲ့ဒါညက်ကောက်ကမပြည့်စုံသည့်အတွက်ကြောင့်အမှတ်ပြည့်မပြီးတော့ဘူးခုကိုကြီးတို့ကုဒီမှာအမတန်တိတန်နဲ့အမတန်ကိုညက်ကောက်ပါလို့ဝိဝဆနထပြီညက်ကောက်ပါလို့မေးခဲ့တယ်မေးပြီဆိုရင်ဒီအမတန်ကဒီနေရာမှာသိခြင်းမရှိရာဖြစ်တော့ဒီတန်ဒီတန်ရဲ့ဝိသေသနာကြီးမို့လားဝိသေသနာပုတ်ဖြစ်တဲ့အမတန်ကိုညက်ကောက်ခိုင်းတာကိုကိုကြီးတို့ကဝိဂုံတိရအောင်မကောက်ရင်အဲ့ညက်ကောက်ဟာ မပြည့်စုံဘူးမပြည့်စုံရင်အမှတ်ပြည့်မရဘူးအဲ့တော့ခုနကတည်းကပထမဆုံးပေါက်လိုက်တာကိုချိပေါ့နေ့ကလာအဲနမတဟူသောဘာရုံသမတ်ပုတ်အရာဘာရုံတည်ခြင်းမရှိခြင်းအဘာဝဘောဂုံကိုမူချမူချအပြင်ရာဤထိုဤအညာဘုရားဖြစ်သောနိဗ္ဗာန်ဟူသောအရာနှင့်ဂုံကူနေဖြစ်ဖြစ်ဆက်ဂုံကူနေဖြစ်ဖြစ်ဆက်ရှင်ဥသောတမ္ပံကိုဌာနုပ္ပစာရာအပြင်ရာဤ ပြီးတော့မှပါတော့အညာဘုရားကထူမှုချတာလူပစာတို့ရဲ့မှတ်အပ်တော့တည်ခြင်းမရှိရာဖြစ်တော့နိဗ္ဗာန်ဟူသောအရက်ကိုယာဤကဲအညာဘုရားကနိဗ္ဗာန်ကိုနိဗ္ဗာန်ကြီးဟူသောအရက်မျက်နှာကိုကောက်ထားတာမို့လားနိဗ္ဗာန်ကြီးဟူသောအရက်မျက်နှာကိုကောက်တာကတကယ်တော့ဒါကအပ္ပဒါနာအဖြစ်ကောက်တာဟုတ်လားဘာအဖြစ်ကောက်တာလဲအပ္ပဒါနာအဖြစ်ကောက်တာပရဏာအဖြစ်ကဘာလို့ကောက် ဂုံကိုပဲကြောက်ရမှာအေးအဲ့ဒါကြောင့်မလို့ဝိသေသနာပုံမှန်ရင်ဂုံကိုပဲခေါ်ရမှာဒါကြောင့်မို့ထို့သို့ပဲရာညာတော်လေးဤ၌အမတန်ဘုရားဝိသေသနာပုံဖြစ်၍ဝိသေသနာတို့၏သဘောသည်ဂုံဟူတာပရဏာအပြင်ဟောပြဖြစ်သောကြောင့်တိခြင်းမရှိရာဤအဖြစ်ဟူသောဘုဘုဘုတိခြင်းမရှိခြင်းဂုံဟူတာပရဏာအပြင်ရာဤတဲ့အဲ့တော့ငါကြီးတို့မှတ်ထားရမှာက ဝိသေသနာပုံမှန်သမျှတရက်ကိုအပရနာအပြင်ဟော၍ဂုံကိုပရနာအပြင်ဟောသည်ဆိုတာလေးကိုမှတ်ထားဝိသေသနာပုံမှန်သမျှဝိသေသနာပုံမှန်သမျှဒီတရက်ကိုအပရနာအပြင်ဟော၍ဂုံကိုပရနာအပြင်ဘာရောဟောသည်တဲ့ရပြီနော် ဝိသေသနာပုံမှန်သမျှသည်တရက်ကိုအပရဏာအဖြင့်ဟော၍ဂုံကိုပိုက်လေပရဏာအဖြင့်ဟောသည်ရပြီနော်ဒါဆိုရင်ဝိသေသနာပုံဟုတ်မဟုတ်ဘလို့သိရမှာလဲအ нэт ပေးတာကိုကြည့်ပြီးတော့လောက်ရမှာပေါ့ဝိသေသနာဆိုတာကတော့အထူးပြုတတ်တဲ့ပုံကိုဝိသေသနာပဲဒီတန်ဟူသောနောက်ကပုံကိုထူးပြုလို့အမတန်ဒီပိုင်းလေဝိသေသနာ ဒါကြောင့်မလို့သောဟု၎င်းထာသောဟု၎င်းအနတ်မြမပြန်ဆိုရသောပုဂ္ဂိုလ်ဝိသေသနာပုဂ္ဂိုလ်မှတ်ပါထိုဝိသေသနာပုဂ္ဂိုလ်ညက်ကောင်းလျင်ညက်ကောင်းလျင်အော်တရက်ကိုအပ္ပရဏာအဖြစ်ကောက်၍ဂုံကိုပရဏာအဖြစ်မလို့ရမယ်ကောက်ရမယ်အေးအဲ့လိုမှမဟုတ်ဘူးဆိုရင်ထိုဝိသေသနာပုဂ္ဂိုလ်ညက်ကောက်လည်းဟောလာဂုံတိရအောင်မလုပ်ရမလဲ ကောက်ရမည်ဆိုတာလေးကိုမှတ်ထားရမယ်။ဒါမလို့ခုနကတော့ပြောသလိုသောဟု၎င်းထာသောဟု၎င်းအနက်မြမပြန်ဆိုသောပုဂ္ဂိုလ်ဘာပုလို့မလဲဝိသေသနာပုလို့မှတ်ပါ။သူဝိသေသနာပုဂ္ဂိုလ်ညက်ကောက်လျေဟုတ်လားညက်ကောက်လျေဂုံတိရအောင်မိုက်လို့ဆက်ကောက်ပါ။ဂုံတိရအောင်မလို့ရမလဲဆက်ကောက်ရမယ်။ ခဏလုံးကလည်းရေးပြသားပဲဝိသေသနာပုံမှန်မမြသည်တရက်ကိုအပဒနာအပြင်ဟော၍ဂုံကိုပဒနာအပြင်ဟောတယ်ပြောင်းပြန်ပြောရင်တရက်ကိုအပဒနာအပြင်ကောက်ဂုံကိုသာပဒနာအပြင်ကောက်ရမယ်မှတ်မိပြီနော်အေးအဲ့ဒါတော့ထာတော့လို့အနက်ပေးထလာတွေ့ရင်အဲ့ဒါဝိသေသနာပုံလို့မှတ်ကွာအဲ့လိုပုံမျိုးကိုညက်ကောက်ခိုင်းပြီးဟေ့လို့ဆိုရင်လည်းပဲဂုံတိရအောင်ကောက်ရတယ်ဆိုတာမမေ့နဲ့ အဲ့ဒါမှသာညက်ောက်ပြည့်စုံတယ်လို့ပြောရမယ်တဲ့ပြီးပြီအမတန်နောက်တစ်ခုကဒီတန်တဲ့ဒီတန်ဒီတန်ကိုနေတရမဟုနေတရမှလည်းပါတယ်သူကဝဇိယမှာထွံ့မြောက်ခြင်းဖြင့်အလိုရှိကုန်သောသူတို့သည်ရှုအပ်သောနိဗ္ဗာန်ဟူသောအရတ်တဲ့ရေးကွာဒီတာကဒုက္ခနေတရဏတိကေဟိဒုက္ခနေတရဏ ုက္ခနေတရဏနေတရဏတာဝန်မှုနှလုံးရဲ့ရာကောက်ရဲ့နာကြီးရဲ့ဒုက္ခနေတရဏထိကေဟိပု္ပ္ပတ်ထာတာဒုက္ခနေတရဏထိကေဟိဒုက္ခရဲ့နေတရဏရဲ့အဋ္ဌိကရဲ့ဒုက္ခဝဒုက္ခမနေတရဏထမြောက်ခြင်းဖြင့်ဟုတ်လားအဋ္ဌိကဘာလို့အလိုရှိသူတို့ဒီဒုက္ခနေတရဏထိကေဟိ ပြီးတော့မှဓဋ္ဌဘာတိဒိတာတဲ့ဓဋ္ဌဘာတိဓဋ္ဌဘာထာဝထတဲ့လူထာဝံပဲဟုတ်လားယထာဝံပဲနဲ့တတလင်းချင်းနဲ့ဓဋ္ဌဘာတိဘာလို့ဒိတာတဲ့ပြီးတော့မှတန်ဒိတံပေါ့ကွယ်နော်အဲ့တော့ဒိတာတဲ့အပ္ပစီအပ္ပစီပေါ့အဋ္ဌိလိပုံနေနဲ့လောက်ထားတာနော်ဒုက္ခနေတရဏတိကေဟိယထပါတိဒိတာတံဒိတံဒိတာတဲ့အပ္ပစီအပ္ပစီ ီးတော့ဗာလေကမ္မသာရဏအနက်ကဒုက္ခဒုက္ခနေတ္တနတိကေဟိတဲ့ခမရတို့နေတ္တရတည်ထားတဲ့ပုဂ္ဂိုလ်အတိမာပေါ့ဝဆင်းရဲမှထွံ့မြောက်ခြင်းဖြင့်အလိုရှိသုံးသောသူတို့သည်ဓာတ်ထပ်ပါရှုမြင်အပ်သောဘိုင်တို့တရားတဲ့နိဗ္ဗာန်ဆိုတာဝဆင်းရဲမှထွံ့မြောက်ခြင်းဖြင့်အလိုရှိတဲ့ပုဂ္ဂိုလ်တွေရှုမြင်အပ်တဲ့တရားလို့ပြောတာကမ္မတာရဏမို့လားဝိဓုဆိုတာမဟုတ်လား ဒုက္ခနေတရဏတိကေယိယထပါတိဒိတာတန္တိတံတဲ့ကမ္မပါရဏတဲ့ကမ္မပါရဏအဲ့တော့ဒိတာတဲ့ရာကရှုမြင်သူတို့ရဲ့စိတ်တုပ်ပတ်ကိုကောက်ပြီးတော့ပစ္စည်းရာကရှုမြင်အပ်တဲ့နိဗ္ဗာန်ကိုကောက်မှာမို့လားဟဲ့ရေအောက်ကမှဒိတာတဲ့ရာဒိတာတဲ့ရာဘုရားရဲ့မှာထွံ့မြောက်ခြင်းဖြင့်အလိုရှိသူတို့ဤ ဘုရားရှင်ရဲ့မှထွံ့မြောက်ခြင်းဖြင့်အလိုရှိသူတို့ဤဘုရားရှင်ရမှဘုရားရှင်ရမှထွံ့မြောက်ခြင်းဖြင့်ပိုင်တော်အလိုရှိသူတို့ဤဘုရားရှင်ရမှထွံ့မြောက်ခြင်းဖြင့်အလိုရှိသူတို့ဤတတိပညာပြဋ္ဌာန်းတော့ သတိပညာပြထမ်းသောစိတ်တုပ္ပတ်ကိုမုချဒီတတဲ့အရာကတ္တထကဘုဇင်းရမထမြောက်ခြင်းဖြင့်အလိုရှိသူတို့ဤသတိပညာပြထမ်းသောစိတ်တုပ္ပတ်ကိုမုချကမ္မထကရိယာကထူအပ်တတ်သောနိဗ္ဗာန်ဤအရမဏပစ္စယတ္တိကိုဖလူပေါ့နိဗ္ဗာန်သောဘုနိဗ္ဗာန်ဟူသောအယံမျက်နှာပေါ့နော် เอกัมมัฏฐะกาทุอัตตโตนิพพานหิอารมณปิสยะตัตติโกผลุอัปปิสิยะกาဆိုပြီးမှတခါတည်းပဲမိုက်ရုံနိဗ္ဗာန်ဘုတ်ပဲကိုစင်းရဲ့မှထွံ့မြောက်ခြင်းဖြစ်မိုက်ရုံအဲထွံ့မြောက်ခြင်းဖြင့်ရှုမြင်သောသူတို့သည်မိုက်ရုံအဲ ဘုဇင်းရဲ့မှာထမြောက်ခြင်းဖြင့်အလိုရှိသောသူတို့သည်ဘယ်လိုရှုမြင်အပ်သောဘာဝရလဲနိဗ္ဗာန်လူရင်းကတော့နိဗ္ဗာန်ဟူသောအရက်ကိုရ၏လို့မှတ်ပါဒုက္ခနိတ္တရဏတိကေဟိလို့သူကတော့နိတ္တရဏနဲ့သုံးထားလို့မဟုတ်နိတ္တရာတိုင်းပြောတာနော်တော့မဟုတ်ဝဇင်းရဲ့မှာထမြောက်တယ်ဆိုတော့ဒုက္ခနိတ္တရဏတိကေဟိလို့နိတ္တရဏဆိုလည်းရတာပေါ့နော်နိတ္တရဏ တကလဝဒဒုက္ခနေတရဏဆိုပြီးတော့ခမရတို့ကိုယ်ဝတ်တုံးကပေါ်ခဲ့တဲ့ဟာလေအဲ့မှာနေတရဏအဲ့လိုလေရတာပေါ့အဲ့ဒါသင်တော့ဒုက္ခနေတရဏတိကေဟိသို့မဟုတ်ဒုက္ခနေတရဏတိကေဟိဟုတ်လားရဲ့ဓာတ်ထက်ပါတိပိုင်တော့ဒိတာဒိတာတဲ့အပစ္စည်းအပစ္စည်းကမ္မတာရဏဒိတာတဲ့အရာကဒုက္ခကဘယ်လို့ ုဇဉ်ရမတမြောက်ခြင်းဖြင့်ရှိပြီသောသူတို့၏တတိပညာပြတတ်သောစေတုပ္ပကိုမူချကမ္မတ္တကရိယာကထိုအတတ်သောနိဗ္ဗာန်၏အာရမဏပစ္စယတတိကိုဖလူအပိစီယာကထိုမူချဖလူပစာတို့ဖြင့်မှတ်အပ်သောလူရင်းကတော့နိဗ္ဗာန်ဟူသောအရက်ကိုရ၏လို့မှတ်กว่าဒီလောက်ဆိုရင်ရပြီနော်နိဗ္ဗာန်ဟူသောအရက်ကိုဘာလဲရ၏တဲ့ ဒီဝိညာဉ်ကနိဗ္ဗာန်ကိုတိုက်ရိုက်ရတယ်တဲ့နိဗ္ဗာန်ကိုဘာလဲတော့တိုက်ရိုက်ရတယ်ဘာလို့လဲဆိုတော့ဝဇင်းရဲ့မှာထွတ်မြောက်လူသူတို့ရှုမြင်အပ်တဲ့အရာဆိုတော့နိဗ္ဗာန်ကိုတိုက်ရိုက်ရတယ်ဒီဝိညာဉ်ကဥပ္ပစာကြံလို့မရဘူးဟုတ်လားအဲ့တော့နောက်ကမှရေးလိုက်ပေါ့အေမုချတရာလို့မှတ်ထား ဒုက္ခနေတရဏတိကေဟိနေတရဏလို့လို့နေတရဏပဲလို့ဒီလိုပဲနော်ဒုက္ခနေတရဏတိကေဟိဒုက္ခနေတရဏတိကေဟိဓတ္တပါတိဒိသဒီဝိညောတိဒီဝိညောခိုက်ဘာသာရာမုချတရာနေဗံကိုတိုက်ရိုက်ရလို့ဘာသာရာလို့မှတ်မုချတရာလို့မှတ်ပါအေးအဲ့လိုမှမဟုတ်ပဲနဲ့အယက်မဒိသကအယက်မျက်နာဟောရဲ့အယက်မျက်နာဟောတဲ့ဒိသကိုပဲ အဲ့လားကြံမယ်ဆိုရင်ဒီတာကိုအယက်မျက်နာဟောလို့ကြံမယ်ဆိုရင်ဒီနေရာမှာအယက်မျက်နာနဲ့တူတဲ့နိဗ္ဗာန်ကိုရအောင်ဥပမာတရိရင်လဲစစ်တရိတူပစာရင်လဲပဲဘာလို့ ਆ မလဲကြံရမယ်တဲ့အယက်မျက်နာဟောတဲ့ဒီတာနော်အဲ့ဒါတွေကိုတော့ဂန္ဓိမာကတော့အယက်မျက်နာဟောဆိုတော့ရှေ့ကကတ္တားလေးပဲထည့်ပေးတာကျန်တာကတော့ဓာတ်ထပ်ပါတိဒီတာကတော့တူတူပဲ ရှေ့ကတ္တာလေးကခုနကတော့နိဗ္ဗာန်ကိုတိုက်ရရရရင်ဒုက္ခနေတရဏတိကေဟိသို့မဟုတ်ဒုက္ခနေတရဏတိကေဟိလို့ကတ္တာထက်ဟုတ်လားတကယ်လို့အယက်မျက်နာတော့ရကျင်လဲဆိုရင်တော့တဲ့သူကပုဂ္ဂလိဟိတဲ့ဟုတ်လားပုဂ္ဂလိဟိဘာရုံပုဂ္ဂလိဟိဓတ္ထပါတိဘာရုံဒိတာတဲ့ပုဂ္ဂိုလ်တို့သည်ဘာရုံရှုမြင်အပ်တယ်တဲ့ခမည်းတော်ကျုပ်တို့လည်းပါမှာပေါ့အဲ့ဒီထဲမှာဟုတ်လား အဲ့တော့ပုဂ္ဂိုလ်တို့သည်ရှုမြင်အသောဘယ်တော့အယံမျက်နာဒုက္ခနေတရဏတိကေဟိဟောဒီလိုသွားလားအေးအဲ့ဒါခုနကမုချသလားတကယ်လို့ဥပ္ပစာရခြင်းလို့ဥပ္ပစာသလားကြံ့ကျင်ရင်တော့ဘယ်လိုလဲပုဂ္ဂလေဟိတထပါတိဒိတာဟောကတဏိရေပေါ်ကွာတဏိပုဂ္ဂလေဟိတထပါတိဒိတာပုဂ္ဂလေဟိတထပါတိဒိတာ ပုဂ္ဂလေဟိဓာတ်ပါတိဒိတာအောင်မှာဖင်သာသွင်းမိတဲ့အယက်မျက်နာကောက်ပုဂ္ဂလေဟိဓာတ်ပါတိဒိတာမကောက်မဲအယက်မျက်နာကောက်ဟောအယက်မျက်နာကောက်ပြီးတော့မှတခါပုဂ္ဂလေဟိဓာတ်ပါတိဒိတာအယက်မျက်နာကောက်အောက်ကမှဆက်ပြီးတော့ရေးလိုက်ဩနိဗ္ဗာန်ကိုသရီတုပ္ပစာအဖြစ်နိဗ္ဗာန်ကိုကောက် တတိတုပ္ပစာအဖြင့်ဘာကိုကောင်းနိဗ္ဗာန်ကိုကောင်းပုဂ္ဂလေဤဓာတ္တပါတိဒိတာလို့ဝဇဏထပြုရေအယျက်မျက်နာကိုမူချကောင်းနိဗ္ဗာန်ကိုတတိတုပ္ပစာအဖြင့်ကောင်းဟုတ်ပြီနော်ပထမဝိဇ္ဇုတုံးကတော့နိဗ္ဗာန်ကိုတန်းရတာမို့လားဟေးအဲကြောင့်မို့မူချတာဒီဝိဇ္ဇုလို့ဆိုရင်အယျက်မျက်နာကိုမူချနိဗ္ဗာန်ကိုရခြင်းရင်ဘာကြံရမှာလဲဥပ္ပစာ ဒါမို့အယက်မျက်နာကိုကောက်အဲ့ဒါကမူချပါပြီးတော့မှအဲနိဗ္ဗာန်ကြတော့ဘာရတော့သရီသူပ္ပစာအဖြစ်ကောက်ဒီဝိညာဉ်လို့ဆိုရင်ပရမအယက်မျက်နာကိုဘာလို့ရမလဲအရင်ကောက်ရမယ်ဥပ္ပစာတရာဖြစ်လို့ဥပ္ပစာအနက်တိုင်းပဲပို့အောင်ဘာလို့ရမလဲကောက်ရမယ်တဲ့အဲ့တော့ဒီလိုဆိုရင်လည်းပဲခွန်းတာအတိုင်းပဲအဲ့တော့ရှုမြင်ပုဂ္ဂိုလ်တို့ဒီရှုမြင်တဲ့ဟောတာပေါ်အယက်မျက်နာကိုလူတိုင်းလူတိုင်းကြည့်ကြတာကြည့်ပဲဟုတ်ဘူးလား ြည်ကြတာကြီးပဲဒါကြောင့်မလို့ဟဲ့လားဒိတာတဲ့အရာကတုထကဟုတ်လားဟိုဒိတာတဲ့အရာကတုထရာကတုထကရှုမြင်သောပုဂ္ဂိုလ်တို့ဤရှုမြင်သောသူတို့ဤတတိဝီရိယပြဋ္ဌာန်းသောစိတ်တုပ္ပကုမူချကမ္မထကအယက်မျက်နာဤအာရမဏပစ္စယတတ္တိကိုဖလူပစ္စည်းရာကဘာရုရှုမြင်အပ်သောအယက်မျက်နာကိုယာဤအယက်မျက်နာတို့ယာသေးတယ်ဒီနေရာမှာ နိဗ္ဗာန်ကိုရကြရင်ဟောထိုတို့ပြရညာတော်လီဤ၌ဒိသာတရာသည်ဘာလဲတော့ဥပစာတရာဖြစ်၍အယမျက်နာနှင့်တူသောဘာလဲတော့နိဗ္ဗာန်ကိုသာသရီတူပစာအဖြင့်ရဤလို့ကောက်ရမယ်တဲ့အဲ့တော့ပုစကကအမတန်ဒီတန်မာဒီတန်ကိုမူချတရာကြံ၍ဝိကျုဆိုညက်ောက်ပါပထမနီးမူချွတ်ဟုတ်လားရဲ့အေးဥပနာနောက်တစ်ခုကတခါ ဥပစာတရာကြံ၍ဝိကျုစုညက်ောက်ပါဆိုရင်ဒုတိယပိုင်းတော့နီးကိုကောက်ရမယ်ဒီနီးလေးကိုလည်းမြင်မြန်တူတူလေးမြင်မြန်လေးရေးလိုက်ဟုတ်ပုဂ္ဂလေဤဓာတ္တပါတိဒီတာခဏရေးပြီးသားမလားအောက်ကညက်ောက်ရင်ကောက်လိုက်အုံးဒီတာတဲ့ရကတုထကဒီတာတဲ့ရကတုထကတုထကရှုမြင်သောပုဂ္ဂိုလ်တို့ဤတတိဝီရိယပြဌာန်းသောစိတ်တို့ပါ ရှုမြင်သောပုဂ္ဂိုလ်တို့၏တတိဝိရိယပြဋ္ဌာန်းသောစိတ်တုပ္ပတ်ကိုမူချရှုမြင်သောပုဂ္ဂိုလ်တို့၏တတိဝိရိယပြဋ္ဌာန်းသောစိတ်တုပ္ပတ်ကိုမူချကမ္မထကကမ္မထကထူအပ်တတ်သောအယမျက်နာ၏အာရမဏပစ္စယတ္တိကမ္မထကထူအပ်တတ်သောအယမျက်နာ၏အာရမဏပစ္စယတ္တိကိုဖလူ ကမထကထူအားတတ်သောအယက်မျက်နာဤအာရမဏပစ္စယတ္တိကိုဗါတယ်လေဖလူပြီလားအပိစီအရာကအပိစီအရာကအပိစီအရာကအယက်မျက်နာကိုရ၏တဲ့တကယ်တည်းကျောပုဂ္ဂိုလ်တို့သည်ရှုမြင်အပ်သောအယက်မျက်နာကိုရ၏တော်ပြီအပိစီအရာကဘယ်လိုအယက်မျက်နာကိုရ၏ဆက်ရင်းမဲ့ထို့တို့မေယာညာတော်လီ ထိုသို့ပင်ရာညာတော်ဤထိုသို့ပင်ရာညာတော်ဤဒီသာတရာတိဤ၌ဥပ္ပသာတရာဖြစ်၍ဒီသာတရာတိဤ၌ဥပ္ပသာတရာဖြစ်၍ဒီသာတရာတိဤ၌ဥပ္ပသာတရာဖြစ်၍အယျမျက်နာနှင့်တူသောနိဗ္ဗာန်ကိုယ်သာတရိတုပ္ပသာရာအဖြစ်ရာဤ ထိုတို့ပင်ယာညာတော်လီဒီတန္တရာတိဤ၌ဥပ္ပစာတရာဖြစ်၍အယံမျက်နာနှင့်တူသောနိဗ္ဗာန်ကိုသာဗါတယ်လေအဲတရိတူပ္ပစာအဖြစ်ရဤအဲ့ဒါဥပ္ပစာတရာတွေကိုညက်ကောက်ခိုင်းရင်ဥပ္ပစာအနတ္ထိမလို့ရလေကောက်ရတယ်ပထမမူချာနဲ့ကိုကောက်ပြီးတော့မှဥပ္ပစာနဲ့ကိုဘာလို့ရလဲဆက်ကောက် ဒီတိုင်းပဲဝိသေသနာပုဒ်တွေကိုညက်ောက်ခိုင်းရင်ပထမတရက်ကိုကောက်ပြီးရင်ဂုံကိုဆက်ကောက်ဥပ္ပစာတရာတွေကိုညက်ောက်ခိုင်းရင်ပထမမူချနဲ့ကိုကောက်ပြီးရင်ဥပ္ပစာနဲ့ကိုဆက်ကောက်ဥပ္ပစာတရာကြီးကိုဥပ္ပစာနဲ့အရအောင်ဆက်မကောက်ရင်အဲ့ဒီညက်ောက်ကလည်းမပြည့်စုံဘူးမမှန်ဘူးအဲ့ဒါမျိုးအမှတ်ပြည့်မပေးဘူးယူလို့မလားအဲ့ဒါလေးတတိပြုဥပ္ပစာတရာမှန်ရင် ဥပစာအနတ္ထိရအောင်ကောက်ရမယ်ဆိုတာမှတ်ထားပါနော်ဒါမလို့ပထမခင်ဗျားတို့ကောက်လိုက်တာကြည့်ပါလားအိုးမူချမူချအနတ်ဖြစ်တဲ့ခုနတုန်းကအယက်မျက်နှာကိုပဲအရင်ကောက်ပလိုက်တာဟုတ်တယ်မလားရေအေးဒါမလို့အပိစီရာကထုံမူချခန္ဓုပစာတို့ဖြင့်ဘာလို့အော်ထုံမူချဖလူပစာတို့ဖြင့်မှတ်အပ်တော့အယက်မျက်နှာကိုရာဤပြီးတော့မှဆက်ပြီးတော့ဘာလဲ သို့သို့ပင်ရာညာတော်သည်ဒိသာတရာသည်ဤ၌ဥပဇာတရာဖြစ်၍အယံမြာနာနှင့်တူသောနိဗ္ဗာန်ကိုသာတရိတူပဇာအားဖြင့်ဘယ်လိုရ၏အဲ့တော့ဥပဇာတရာဟိုညက်ောက်ရင်ပထမမူချအနက်ကိုကောင်းပြီးရင်ဥပ္ပစာနက်ကိုဆက်ကောင်းလို့မှတ်လေတဲ့ကဲဒီနေ့တော်ကြအောင်လို့